အားလုံးပဲမင်္ဂလာပါအာစီတုတဆုံးရတဆုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာမမိုးမိုးစုစေတက်ကလို့ရဲ့မင်းကိုပို့ချစ်လို့ပါ therapy ဝတ္ထုကိုအပိုင်း၃အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်မင်းကိုပို့ချစ်လို့ပါ therapy အပိုင်း၃အခန်း၃ တေဇနှင့်မန်ထက်သည်အင်းဝသို့၁၄စီးကသွားနေသည် သူတို့သည်မန္တလေးအိုးဘုတ်တန်းဘက်နှင့်ဒုထဝတီမြစ်ကို၁၄ပြင့်ကူးပြီးအင်းဝဘက်ကန်းကလေစိတ်သို့သွားနေခြင်းဖြစ်သည်၁၄ပေါ်တွင် လိုက်ပါလာသည့်မန်ထက်ကမင်းရဲ့ပကြီဆွဲခြင်းနဲ့ဝါသနာကလည်းမသေးပါလားနော်လေပြည်တို့ကမြည်ရည်ပြင်ကိုဖျက်လျှောက်ပြီးတိုက်ခတ်လာသောကြောင့်ဆူ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 ရှီလေသည် စီလင်းထားသောဒေဇစပင်တွေ တိုက်ခတ်လာသောလေကြောင့်ထိုးထိုးထောင်ထောင်ဖြစ်လို့နေ၏တေစာရေပြင်ကြီးအားငေးကြည့်ပြီးအင်းဝါဆိုတာနဲ့ငါကမဲနုအုပ်ချောင်းကို ပြေးမြင်မိတယ်မဲနုတဲ့မကြီးရွက်ကိုတောင်နှုတ်တယ်မခေါ်ရဘူးလို့တားမြစ်ခဲ့တဲ့နမ်မတော်မဲနုသူ့အတန်သည် မောင်းခုတ်ထားသောဆက်တန်ကြောင့်အတန်မှာတိုးသွားလိုက်ကျဲသွားလိုက်နဲ့ပြောနေရသည်မန်ထက်ကသူပြောတာကိုဘေးကနေနားထောင်နေလေ၏သူဆက်ပြောပြန်သည် ။မာကြီးတော်ရဲ့မိဖရဲ့ကောင်းကြီးမေနုစောက်လို့ထားတဲ့မေနုအုပ်ចောင်းကြီးဟာအုပ်အင်္ဂရေတွေနဲ့အခိုင်အမာစောက်တည်ထားတဲ့ចောင်းကြီးကွာ။အင်းသိတယ်လေ။ခုဆိုကမန်ထက်နှစ်ဖူးအားတစ်ချက်တွန့်ကပြောလိုက်သည်။အဲ့ဒီចောင်းကြီးကို1828မှာညောင်ကန်ဆရာတော်ဥပိုကိုစောက်လို့လူတန်းခဲ့တာဖြစ်တယ်။ဆရာတော်ဥပိုပြန်လွန်တော်မူအပြီးမှာတော့ဆရာတော်ဥပိုကို လူတန်းခဲ့တယ်။ အင်းဝါကရာဇဝင်တွေနဲ့နော်ဟုတ်တယ်မင်းတို့ကွက်မြက်ခံရခန်းနီးမှာဆရာတော်ဥပုပ်ကဟဲ့မင်းတို့သူ့ကျွေးရှိကဆက်ရဤလို့မိန့်ခဲ့တယ်ပြောရင်းဆိုရင်လေစိတ်တို့ရောက်လာကြသည်သူတို့နှစ်ဦးမြင်းလဲငါးပြီးမဲနုအုပ်ចောင်းစီရောက်သွားကြသည်တေဇလွားမဲနုအုပ်ចောင်းနှင့်မလန်းမကန်းတွင် သူ့တွင်ပါလာသောပစ္စည်းများကိုချကာပိုကြည့်တီကြည့်နှင့်လေလာနေသည သူနဲ့အတူကြောပိုးအိတ်ဆွဲလာတော့မန်ထက်ကမင်းဒီမှာပကြီဆွဲမလို့လားငါဟိုဘက်အကြော်သွားစားမလို့လိုက်မလားမင်းသွားစားနဲ့ငါနောက်မှလိုက်ခဲ့မယ်ဆိုပြီးဒေဇနေခဲ့သည်ဒေဇလွားမဲနုအုပ်ချောင်းကိုလာလေကြတော့နိုင်ငံသားသူတွေကိုကြည့်ရင်စွန့်ကိုတတိယလိုက်မိသည်ဇွန်လဲအင်းဝရဲ့တမိုင်းတွေကိုတိမာပဲတစ်ချိန်ကြာရင်တော့ဇွန်နဲ့အတူအင်းဝတို့လာချင်းသေးသည်ဟုတွေးလိုက်မိ၏ နောက်တော့တေစာပကြီကိုစိတ်ပါလက်ပါဆွဲနေတော့သည်ခဏကြာတော့မန်ထက်လဲရောက်လာပြီးအင်းဝါနမ်းမြမျောစင်သို့သွားကြသည်နှမျောเสียရပဲနော်အခုတော့ပျက်စီးနေပြီမန်ထက်ကမျောစင်ကြီးအားမော့ကြည့်ပြီးပြောလိုက်တော့အင်းကလေးနဲ့တစ်သားပေါင်းဆက်တီးထားတာလေခုချိန်မှာတော့ငလင်တန်ကြောင့်ပြိုကျပျက်စီးနေပြီပေါ့လက်ပံပွင့်ချိန်ဆိုရင်တော့တိတ်လာတာဆိုပြီး ်တေစာလက်ပံပင်ကြီးအားတစ်ချက်မော့ကြည့်ပြီးပြောလိုက်သည်အားလုံးပတ်ကြည့်ပြီးသည့်အခါဘားကရာကြောင့်လေးထက်ကြီးဖရာတို့စင်ကြုံးခံတတ်တို့ပါရောက်ပြီးလေပတ်ခဲ့ကြသည်တေစာလည်းပကြီးဆွဲပြီးဖြစ်တာကြောင့်ညနေဆောင်ရောက်တော့အဆောင်သို့ပြန်ရောက်လာခဲ့တော့၏တရပီးကားလေးကိုရက်ပြီးဝယ်နှင်းတပင်ခမ်းမရှိတွင်တယောက်တည်းထိုင်းနေလေသည် သူမဟာမိုဟင်္ဂဆိုင်တွင် တွေ့ခဲ့သောသူ့အကြောင်းကိုစဉ်းစားနေ၏ ်တင်းရွက်ချောင်းများကိုခြေတောက်ဖြင့်ထိုးကာစော့နေပြီးစိတ်မှာလေးလံလျက်ရှိသည်။သူဟာဘသူလဲ။သူမှာစုပ်တချက်တက်ပြီးဘေးဘီဝဲရကိုငေးကြည့်နေသည်။ထိုအချိန်တွင်ကားအမဲလေးတစ်စီးသူမနာရောက်လာကာရက်လိုက်သည်။ကားပေါ်မှလူတစ်ယောက်ဆင်းလာပြီး "therapy" တစ်ယောက်တည်းဘာထိုင်လုံနေတာလဲ။ "therapy" ဘာမှမပြောဘဲပြုံးပြလိုက်သည်။သူမမျက်နှာမှာတိတ်မလန်းဆန်းသည်ကိုသူတတိထားလိုက်မိသည်။ တယ်လီဖုန်းပေါ်တွင်ထိုင်နေသောသရဖီဘေးတွင် သူဝင်ထိုင်လိုက်ကဘာမှလည်းမပြောဘူးတခုခုဖြစ်နေတာလားသရဖီဘာမှပြန်မပြောဘဲတက်ပြင်းချလိုက်သည်ဒီနေ့တော့ဘေးကအချစ်တော်စွန်မပါဘူးလားထို့စကားကြောင့်သူမသူ့အားမျက်မှောင်ကျုပ်ပြီးကြည့်လိုက်ကဘာအချစ်တော်လဲဇွန်ကငါရဲ့အချစ်ဆုံးတငယ်ချင်းသူကနင်းတို့ထင်တယ်လို့မဟုတ်ဘူး။ဟာဒါဆိုကျွန်တော်တရပိနာကိုကတ်လို့ရပြီပေါ့။ စိတ်ကူးရင်းမနေနဲ့။သူမစိတ်မကြည်လင်သောကြောင့်မျက်စောင်းထိုးကပြောလိုက်သည်။သူထရပီအားစောင်းငဲ့ကြည့်လိုက်ပြီးထရပီကတော်တော်လှတာပဲ။နှစ်သမီးလေးတပားလိုပဲ။မင်းကိုမြင်မြင်ချင်းကလေးကသူ့စကားမဆုံးသေးခင်ထရပီကမတက်ထကဘာတွေလာပြောနေတာလဲ။ဗျာ။ထရပီကားတကားကိုဖွင့်လိုက်၏။သူထံရမထပြီးထရပီပေးရောက်လာကား ျွန်တော်တရပီနဲ့ခင်ကျင်တယ်ဗျာခင်လို့ရပါတယ်ကျွန်တော်လေတရပီစီဖုံးဆက်မဲလို့ရည်ွယ်တိုင်းကြောက်နေတာနဲ့မဆက်ရဲခဲ့ဘူးတရပီဘာမှပြန်မပြောပဲကားပေါ်တက်မိအပြူအဝေးစီသူငေးကြည့်မိပြန်သည်ဘေးတွင်ပြောနေသည့်သူ့စကားတွေနားထဲမရောက်တရပီဒီလောက်လှတာကိုဘာကြောင့်ချစ်သူမထားတာလဲအဝေးသူငေးကြည့်နေသောတရပီသူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ငါဟာငါချစ်သူထားတာမထားတာမင်းနဲ့ဘာဆိုင်လဲသူမအတမမာနဲ့ပြောလိုက်တော့သူမျက်နာငယ်သွားက sorry ပါ therapy therapy ပြောရင်းဆိုရင်ကားထဲဝင်ထိုင်လိုက်ကဆက်နိုးလိုက်၏ therapy သွားတော့မလို့လား therapy ခက်တီတီပဲမှန်တကားကိုပိတ်လိုက်ကမောင်းထွက်သွားတော့သည်ဝေယံမျက်လွာချကခေါင်းရမ်းလိုက်ပြီးမောင်းထွက်သွားသည့်ကားလေးကိုသာ အသာငေးကြည့်နေမိသည် မန္တလေးတက္ကသိုလ်စာအုပ်ဆိုင်ထဲတွင်ဒေဇလွားစာအုပ်ကိုတအုပ်ပြီးတအုပ်ရွေးနေလေသည်စာအုပ်ရွေးနေရင် စာအုပ်တအုပ်ကိုလှမ်းယူလိုက်စဉ်အမတ်မတင်လူတယောက်ဤဤဆက်နေသောလက်ဖမိုးဖြင့်ရုတ်တရက်ထိမိသွားတာကြောင့်ဟင်ဆိုတဲ့အာမေဒိတ်တန်ထွက်ပေါ်လာကငုံကြည့်လိုက်တော့ဇွန်ဖြစ်နေသည်အဲဇွန်ဒေဇပါလားအမတ်မတင်စုံရတာကြောင့်ဒေဇမျက်နှာငင်းလက်သွားသည် စားအုပ်လာဝဲတာလားအင်းမင်းကရောတေစာပြုံးလိုက်ပြီတူတူပဲပေါ့ဆိုကားဇွန့်လက်ထဲတွင်ပိုက်ထားသောစားအုပ်ကို မြင်သွားတာကြောင့်အံ့ဩသွားသည်ဇွန်ကနတ်မတော်မင်းနူးရဲ့စားအုပ်ဝယ်မလို့လားအင်းဘာလို့လဲခုဆိုကားဇွန်ကသူမရဲ့စပင်လေးကို လက်ပြတ်တကားပြောလိုက်၏ငါနဲ့တူလို့ပါငါက ရှေးတုန်းကဘရင်ခစ်တွေကိုအရန်စိတ်ဝင်စားတာလေဩ ေစားစွန့်အားတစ်ချက်လှမ်းကြည့်လိုက်သည်ကြောပုတ်ဤအပြားလေးအားလွှဲထားသောသူမကိုတေချာအ깨ခတ်ရင်သူမဟာအပြာရောင်တွေကိုကြိုက်နှစ်တက်လိမ့်မည်ဟုမှတ်ချက်ချကဒါနဲ့ပြောအုံးမယ်ဟိုးနေကငါအင်းဝသွားသေးတယ်မဲနုအုပ်ချောင်းအင်းဝနမ်းမြင်မျောစင်ဘာကရချောင်းလေးထက်ကြီးဖရာဥအိုအုပ်လန်းမဟာဇေယပထအုပ်လန်းစင်ကျုံခံတက်တို့ရောက်ခဲ့တယ် ဆိုတော့သူမနှုတ်ခမ်းကိုပွင့်ညွတ်သွားသည့်တိုင်ပြုံးလိုက်ပြီအင်းငါလည်းအင်းဝကိုမရောက်တာတောင်ကြာပြီသွားချင်လိုက်တာမြမတက်ကရ1196ခုနှစ်မှာတိဆောက်ခဲ့တဲ့ကျွန်းတိုင်လုံးပေါင်း268တိုင်ပါရှိတဲ့နှစ်ထက်ကျောင်းဆောင်ဘာကရာကျောင်းကြီးလဲသွားချင်လိုက်တာနောက်တစ်ခါသွားရင်ခေါ်မယ်လေဆိုကား तू ကကောင်းကြီးပြတော့ तू မကအင်းပေါ့မင်းသွားရင်ငါလိုက်ခဲ့မယ်လေ ခဏနော်ငါစာအုပ်ဖို့ရှင်းလိုက်အောင်မယ်သူတို့နှစ်ဦးစာအုပ်ဖို့ရှင်းပြီးထွက်လာခဲ့သည်ပေစာကဆိုင်ရှိရက်ထားသည့်စပင်းလေးကို တောက်ဖြုတ်ကတွန်းလိုက်တော့ဇွန်ကမင်းကပြိုင်ပိမ့်ပဲစီးတာနော်အင်းအဆောင်နဲ့လည်းတိတ်မဝေးဘူးလေဩမင်းအဆောင်ပြန်မှာမို့လားငါလိုက်ပို့ပေးမယ်လမ်းလျှောက်ရင်းပေါ့ဇွန်ရေလိုက်ပြီးရပါတယ်ကွာသူသူမကိုတေချာကြည့်လိုက်ပြီး ငါမင်းဘေးကနေစပိန်လေးတွန်းပြီးလမ်းလျှောက်ခြင်းလို့ပါ ဆိုကားတူတူလေးပြောလိုက်သည့်အခါသူမရင်နဲ့ရင်ခုန်တန်တစ်ချက်ပုံမြန်သွားသည်ဟုခံစားလိုက်ရသည်ဇွန်ဘာမှမပြောဘဲရွှေမန်းလန်းအတိုင်းလျှောက်လာခဲ့သည်ညာဘက်ကွေးလိုက်တော့တမပင်တွေကို တမျောတခေါကြီးမြင်နေရသည်အင်းများလက်ဆက်သည်လေပီတို့သည်ဝိဝေဝဲဝဲ လိုက်ပါလာတော့သည် သူမဘေးတွင် စပိန်လေးတွန်းကကတ်လိုက်လာသောတေစသည် စိတ်လှုပ်ရှားနေတော့သည်ဇွန်ကဘေစာတိလဲဗျာဗျာဆိုတော့ထူးလိုက်တန်းကြောင်တေစလွားရေချင်သွားသည်ငါအဖေကဝန်တန်းဆိုတော့ဟိုနယ်ပြောင်းဒီနယ်ပြောင်းနေရတာငါ့ကိုမွေးခဲ့တာတောင်ကြီးမာလီဇွန်သူ့အာမကြည့်ပဲဒရက်ဆက်ပြောနေတော့တေစကဇွန်ဘာတော့သူမအဆောင်ရောက်တော့မှဖြစ်တော့ကြောင်စိတ်ညစ်သွားသည် တေစာဇွန်နှစ်စကားတွေအများကြီးပြောချင်သေးသည်ချက်ချင်းပဲသူကဇွန်ယောက်ျားတယောက်ကိုရင်ခုန်ဘူးလားမဆိုင်မတွားအရေးစွန်ကပြောလိုက်တော့ကြောင်းသူမမျက်နှာညည်ရဲသွားပြီမင်းငါ့ကိုဘာတွေလာပြောနေတာလဲတိဘူးခုဆိုကခက်မြန်မြန်ရှောက်သွားပြီမန်းကေတီចောင်းဆောင်ထဲသို့ဝင်သွားတော့သည်တေစာလွားအဆောင်ဝင်းထဲဝင်သွားသည့်ဇွန်ကိုကြည့်ရင်ရင်ထဲလေးလံသွားသလို ခံစားလိုက်ရသည် ယုံကြည်ပြရစေဇွန်ဟာငင်းခုံခံစားတတ်မဲ့မိန်းကလေးတစ်ယောက်ပဲဖြစ်မှာပါသူတက်ပြင်းချရင်စပိန်လေးစီးကရွှေပြည်အေးလန်းထဲမှာထွက်လာခဲ့တော့သည်ဝေယန်းဆိုတဲ့ကောင်ကငါစီခဏခဏဖုန်းတွေဆက်နေတာမဟုတ်သေးပါဘူးသီရပီလက်ဖက်တစွန်းယူစားရင်ပြောလိုက်သည်သီရပီနဲ့မျက်နှာချင်းဆိုင်ထိုင်နေသောဇွန်ကအလန့်တကြားဖြစ်ကဘဲကဝေယံလဲပျော်စံ ဟိုတခါငါနှောက်လိုက်တဲ့ကောင်းလေအမေဒင်းကများရာရာဆဆသရဖီကိုဖုံးဆက်ရတယ်လို့နေပါအောင်နေဖုန်းနံပါတ်ကို तू ကဘလို့သိတာလဲစို့မေးခွန်းကြောင့် तू မစဉ်းစားလိုက်ပြီစုံစမ်းထားလို့နေမှာပေါ့ဟဲ့ထိုအချိန်မှာသရဖီအမေကြီးဘူကြောင့်တဲမှထွက်လာပြီ သမီးတို့ရေထမင်းစားလို့ရပြီ ဟုတ်ကဲ့မေမေလာပြီဥဆိုကသရဖီရောဇွန်ပါ ဧကန်ထဲမှာထမင်းစားခန်းသို့ရောက်လာကြသည် အမဇွန်ထမင်းစားပြီးရင်ဂီတာတီးမလားဆိုပြီးတရဖိမောင်လေးကထမင်းစပွဲတွင်ထိုင်နေရမှမေးလိုက်တော့ကောင်းသားပဲသရပီကမောင်လေးဘေးတွင်ထိုင်ပြီးအောင်မဲအတိုင်ပေါက်တွင်ညီနေလိုက်ပုံများထိုအချိန်တွင်ဇွန်လဲသရပီဘေးတွင်ဝင်ထိုင်လိုက်၏သရပီအမေကအေးအေးဆေးဆေးစားနော်သမီးဇွန်အန်ဒီလုတ်စရာကိစ္စလေးတွေရှိလို့ ဟုတ်ကဲ့အန်ဒီကျေးဇူးပါသရပီအမေထမင်းစားခန့်မှထွက်သွားကအပေါ်ထက်သို့တက်သွားသည်သရပီမောင်လေးကထမင်းစားနေရကနေအမဆုံးမြင်မြန်စားမင်းမင်းတော့ဧည့်သည်ကိုအဲ့ဒီလိုမပြောရဘူးဟူသရပီကလမ်းငေါတော့မင်းမင်းကစက်ကလေးပူသွားကအမဆုံးကဧည့်သည်မှမဟုတ်တာမမရဲ့တငယ်ချင်းပဲကဲပြောလေကဲလေပါလားရပါတယ်ကွာသရပီကလည်း ဇွန်ကထမင်းစားနေရမှဝင်ပြောလိုက်တော့သည်တရပီကဇွန်ပတ်လှက်ကဇွန်ဒီနေ့ပြောစရာတွေရှိသေးတယ်နင်းမင်းမင်းနဲ့ဂီတာတီးမလားငါနဲ့စကားပြောမလားဆိုလိုက်တော့ဇွန်မင်းမင်းကိုကြည့်ပြီးမင်းမင်းရေနောက်မှဂီတာတီးတာပေါ့ဒီနေ့မင်းအမရဲ့စကားကိုနားထောင်မှဖြစ်မှာဟာဟာဟာအမတို့နှစ်ယောက်ကဘာတွေလဲမသိဘူးဟုတ်ပါပြီဒါဆိုလဲ အပြင်ခန်းကသွားလိုက်အောင်မယ်။ဆိုပြီးမင်းမင်းထမင်းစားပြီးတော့ထမင်းကုန်ပြီးသားပကံအလွတ်ကိုဘေးစင်ပေါ်တင်ခဲ့ကအပြင်ထွက်သွားတော့သည်။သူတို့နှစ်ဦးလည်းထမင်းစားပြီးသည့်အခါတရပိခန်းထဲတွင်သွားနာကြလေသည်။ဆိုငါတရပိကရင်ပေါ်တွင်ကြောခင်းလိုက်ပြီးအိုကိုဆန့်လိုက်ကတရပိတရပိကပါစွန့်ပေးတွင် ဝင်လဲလိုက်လေ၏။အင်းပြောလေစွန့်။ငါ့ကိုလူတစ်ယောက်ကမေးတယ်။ ယောက်ျားတယောက်ကိုရင်ခုန်ဘူးလားတဲ့အိယာပေါ်တွင်လဲနေသောစွန်ကစပင်ကိုညာလက်လေးဖြင့်တတ်ရင်မေးလိုက်သည်အဲ့ဒီတော့ငင်ဘာပြန်ဖြေလိုက်လဲတရဖီကစွန်ဘက်လက်ကစွန်ဘာပြင်လေးကိုကင်ပြီးမေးလိုက်သည်စွန်ကပြောင်ရှင်းနေသောတရဖီမျက်နှာလေးအားတေချာကြည့်ရင်ဘာရီလာပြောနေတာလဲမသိဘူးလို့ဖြေလိုက်တယ်အဲ့ဒီလူကလဲကွာငါရဲ့စွန်ကိုမှအဲ့ဒီလူတွေလာမေးရတယ်လို့ တရပီအပြောင်ပြက်ပြောပြီးရေလိုက်လေသည်။သူမရေတော့အစွန်သက်ပြင်းလေးချပြီးတရပီအင်းငင်းတကယ်ပဲငင်းချစ်တဲ့သူနဲ့တွေ့ရင်ချစ်သူထားမှာလားတရပီထိုစကားကိုစဉ်းစားဟန်ပြုပြီးဇွန်ရေငင်းကမထားနဲ့ဆိုငါမထားတော့ပါဘူးအဲ့ဒီလိုလဲမဟုတ်ပါဘူးကွာငင်းငါ့ကိုမိမသွားရင်ရပါပြီဆိုပြီးပြောလိုက်တော့ ်တရပီလဲနေရမှအထထိုင်လိုက်ပြီဇွန်ရဲ့ငါကနေ့ကိုမေ့เสียလားဟငါတို့တွေဘယ်တော့မှမမေ့ကြီးဇွန်မထထိုင်လိုက်ကတကယ်ပြောတာလားတရပီဆိုတော့တရပီဇွန်ဆန်ရွယ်လေးတွေကိုအသာအရာခံပြီးဇွန်နေလဲဒီလိုပဲတသက်လုံးနေတော့မလို့လားဇွန်ဘာမှမပြောပဲငြိမ်သက်နေ၏သူတို့နှစ်ဦးတိတ်ဆိတ်သွားပြီးပြန်လဲလိုက်ကြပြန်သည် ိုက်ဆက်ဆက်ဖြစ်လာသောကြောင့်သရပီထားလိုက်ပြီးအဲယားကွန်းရမှုကိုယူဖွင့်လိုက်သည်ခဏကြာတော့အိယာပေါ်ပြန်လဲလိုက်ကငါကတော့သူ့နာမည်ကိုအခုထိမသိသေးပါဘူးဇွန်ရဲ့ဆိုပြီးပြောတော့ဇွန်အိတ်နေရာကနေသရပီကိုအသာလေးဖတ်လိုက်ပြီးရေဆက်ပါရင်စုံရမှာပါသရပီအင်းပေါ်သရပီအတန်းမှာရော့တိရော့ရဲဖြစ်နေသည်နာမည်သိရင်တော့ငါ့ကိုပြောနော် ငါတေချာစုံစမ်းပေးမယ်တိလားအေးပါတရပီရဲ့ငါဟာနင့်ကိုအလုံးထက်ပိုချစ်နေတယ်လို့ပဲဆိုတာကိုတော့ဇွန်မပြောလိုက်တော့ပြီမာယကိုကျွန်တော်တိတ်ချစ်တာဗျဥပဒေမဟာရန်အတန်းရှိကဝရန်တာတွင်မန်ထက်နဲ့မာယာတို့နှစ်ဦးရက်နေကြသည်မန်ထက်ရဲ့စကားကိုယုံရမှာလား"သူမမျက်လွှာလှန်ပြီးကြည်ကမေးလိုက်တော့ ူကပြပြတလဲဖြစ်သွားကအပြစ်အဝယုံလိုက်ပါမာယာရဲ့ကျွန်တော်မာယာကိုမြင်မြင်ချင်းကလေးကချစ်ခဲ့တာပါထိုစကားကြောင့်မာယာပြုံးလိုက်ပြီအပြောကတော့ကြွယ်သားပဲမန်ထမ်းမာယာဘက်သို့လှည့်လိုက်ကစကားကြွယ်တာမဟုတ်ပါဘူးရင်ထဲကလာတဲ့စကားတွေပါမာယာထိုအချိန်မှာရုတ်တရက်နောက်ကနေသူ့ကြောအားပုတ်လိုက်သည့်အထီးအတွေ့ကိုခန်းစားလိုက်ရသည်နှင့်တပြိုင်တည်းအတန်မှထွက်လာသည် ဟစ်ကောင်မန်ထက်မင်းကတွက်လာချီလားကွသူနောက်တော့လှဲ့ကြည့်ပြီးတေဇဖြစ်နေသောကြောင့်မအံ့ဩတော့ပဲအတော်ပဲတေဇမိဆက်ပေးရမယ်သိပြီးသားပါကွာတဒန်းတဲ့သားတွေပဲမာယာကပြုံးရယ်လိုက်ကတေဇလွားနဲ့မန်ထက်တို့ကတနေတဲ့သားတွေဆိုဟုတ်ပါတယ်ဆိုပြီးတေဇကပြောလိုက်တော့မန်ထက်က သူ့ပခုံးကိုလှမ်းဖက်ပြီးဒီကောင်ကြီးနဲ့ကငယ်ပေါင်းတွေလေမာယာရဲ့ လာပါအေးအေးတော့တောက်ရအောင်ငါတိုက်မယ်ခုဆိုကတေဇလွားပြောလိုက်တော့သူတို့နှစ်ဦးတေဇလွားနဲ့အတူလက်ဖက်ရည်ဆိုင်သို့ရောက်လာကြသည်ထိုင်ကုန်တစ်ခုတွင်တယောက်တည်းလက်ဖက်ရည်တောက်နေသည့်ဝေယံကိုမာယာမြင်သွားပြီးအတော်ပဲမန်ထတ်တို့ကိုဝေယံနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးဝေယံစီ သူတို့နှစ်ဦးအားခေါ်ဆောင်သွားတော့သည်ဟေ့ဝေယံအဲမာယာခုဆိုကဝေယံအံ့အားသင့်ပြီး ဘေးတွင်လိုက်ပါလာသည့်ယောက်ျားလေးနှစ်ဦးအားတစ်ချက်ကြည့်လိုက်၏။ထိုင်ကြလေမန်ထက်တို့။မာယာကပြောပြောဆိုဆိုခုံတစ်ခုတွင် ဝင်ထိုင်လိုက်တော့သည်။မန်ထက်နှင့်တေဇာလွားလေကြောင်တောင်တောင်ဖြစ်ပြီးခုံအလွတ်တွင်ထိုင်လိုက်ကြသည်။ဒါကငါအကူတဝင်းခွဲလေဝေယံတဲ့စီပွားရေးစီမံခန့်ခွဲမှုမဟာရန်တက်နေတာငါတို့နဲ့ရွယ်တူပဲတွေ့ရတာဝမ်းသာပါတယ်ဝေယံကပြောလိုက်ရင်တေဇလွားက ဟုတ်ကဲ့ဗျကျွန်တော်ကတိစလွားပါ သူကမန်ထက်မာယာနဲ့အတန်းတူတူပဲတငယ်ချင်းအစ်စ်တွေတိုးတာပေါ့ဗျာမန်ထက်ကဝင်ပြောလိုက်တော့ဝေယံကဟုတ်တယ်ရင်းရင်းနီးနီးပေါ့ဗျာဆိုပြီးထောက်ခံလိုက်လေသည် ထိုစဉ်ဆိုင်းမစင်ပုံမစင်မိုးတွေရွာချလေသည်မိုးအောင်ဆိုင်မှုမပြပဲရုတ်တရက်ရွာချလိုက်သောကြောင့်မာယာမျက်နှာညိုသွားကဟဲ့တော့ဒုက္ခပဲ အဆောင်မှအဝတ်တွေဒီအတိုင်းလှမ်းထားတာဆိုပြီးစိတ်ညစ်သောလေတန်နဲ့ပြောလိုက်တော့မန်ထက်မာယာကိုကြည့်ပြီးဘလို့လုတ်ပေးရမလဲမာယာကျွန်တော်ထီးသွန်းငါပေးရမလားနေပါစေတော့မန်ထက်ဘယ်တက်နိုင်မှာလဲမန်ထက်ကမာယာအတွက်ပြပြတလဲဖြစ်သွားက လာပါထီးသွန်းငါပေးမယ်ခဏဆောင်ရတယ်လို့မန်ထက်မာယာကမန်းကရန်တားလိုက်တော့မန်ထက်ပြန်ထိုင်လိုက်သည်တေဇနဲ့ဝေယံကတော့ စကားတွေဖောင်ဖွဲ့ပြီးပြောနေလေ၏ဝေယံနှင့်စကားပြောပြီးခဏမှတော့တေဇကမာယဘက်သို့လှဲ့ကနောက်နေ့ရက်ဆိုရေဒနာကူပွဲစပြီးပြောတယ်မာယာတို့မတော်ဘူးလားမာယာကတစ်ချက်စဉ်းစားပြီးရေဒနာကူပွဲကအမရပူရမှာမို့လားမာယာသွားချင်ရင်လိုက်ဖို့ပေးမယ်လေခုဆိုကမန်ထက်ကပြောလိုက်တော့ဝေယံကအကြံရသွားပြီးဒီလိုလုပ်ပါလားငါကားနဲ့လိုက်ဖို့ပေးမယ်ဘလို့လဲ နင့်အကျံကောင်းသားပဲဆိုကားမာယာကတက်တက်ကြွကြွပြောလိုက်လေတော့သည်ထိုနေ့ကမာယာနှင့်မန်ထတ်တို့မိုးရေထဲတွင်နှစ်ယောက်တည်းလမ်းလျှောက်ခဲ့ကြသည်ယေတနာဂူပွဲသို့ဝေယံကမာယာတို့အားကားလေးဖြင့်လိုက်ပို့လေသည်မင်းတို့တောင်ပြုံးပွဲတုန်းကသွားဖြစ်သေးလားဟုဆိုကားကားမောင်းနေသည့်ဝေယံကနောက်ခန်းထဲတွင် လိုက်ပါလာတော့တေဇနှင့်မန်ထတ်အားနောက်ကြည့်မှန်မကြည့်ကမေးလိုက်သည် မရောက်ဖြစ်ပါဘူးကွာ84လမ်းအတိုင်းမောင်းလာပြီးမှကားလေးသည်အမရပူရာနယ်မြေထဲသို့ဝင်လာခဲ့သည်ပွဲရက်ကဘယ်ရက်တွေထိလဲဆိုပြီးရှေ့ခန်းတွင်ထိုင်နေသောမာယာကနောက်ခန်းသို့လမ်းပေးလိုက်ပြန်သည်ဝါကောင်လာဆုပ်ရှေ့ရက်ကနေဝါကောင်လာွယ်နေအထိတေဆပြောလိုက်၏မန္တလေးစကိုင်းကားလမ်းပေးတလျှောက်မုံတဲတန်းများဖြစ်သည့်မုံတိုင်းချုံမုံလင်များ မုတ်ရီပါအသေးများစသောဈေးတဲများစီကားနေတော့သည်မိယထာတန်လန်းကိုဖြတ်လိုက်သည်နှင့်အိုးထယ်တန်းများအထယ်တန်းများအပြင် ကရီကရာတကြားအမှုစုံအညာသားကြောကုန်ဝဲစီတန်းများကလည်းကားလမ်းပေညာအပြည့်ပင်တေဇကကားမှန်ကိုချလိုက်သည်ဆန်ရှိဖြတ်လျှောက်လာသည့်သူတွေကိုဈေးတဲတွေကလာပါဝယ်ပါညကြည့်ပါဟုသောဖိတ်ခေါ်တန်းများစီးနေတော့သည် ဝေယံကကားလေးကိုကားအပ်သည့်နေရာတွင်အပ်ပြီးသူတို့အားလုံးကားပေါ်မှဆင်းလိုက်ကြ၏မင်းတို့ခြေလင်းလျှောက်မလားနေစည်းသွားကြမလားအမလီနေတော့မစည်းရဲဘူးကြောက်တယ်ဟုမာယာပြောလိုက်လျင် ဝေယံကနေဒါဆိုလဲအောင်နှန်းအထိခြေလင်းသွားကြတာပေါ့ကွာသူတို့သည် ရေတနာကူနဲ့နန်းဆိုင်းပုတ်ရှိရာလမ်းတွယ်လေးအတိုင်းရွာထဲသို့ဝင်လာခဲ့ကြသည်လမ်းတစ်ဖက်တစ်ချက်တွင်နှီးတောင်းနှီးချင်းများ ိုးထည်အိုးခွက်များဝါးခမောက်များနှီးခမောက်များဆိုင်မှာဈေးစစ်တန်းဈေးခေါ်တန်းတို့ကလည်းတော်တော်ညံနေတော့သည်မိုးကုတ်နယ်ထွက်ရှောက်ပန်းသီးတဲများကလည်းဝါနီချင်းများနဲ့အပြည့်ရောင်းနေကြ၏ရှောက်ပန်းသီးစားကျင်တာဆိုပြီးမာယာပြောလိုက်တော့မန်တက်ကချစ်ချင်းပဲတောဝယ်လိုက်မယ်ဆိုကလမ်းတစ်ဖက်ကူးသွားတော့တေစားတို့ပါလိုက်ကူးသွားရသည် အခွန်စိမ့်စိမ့်ထဲမှာအသားနီနီ ရှောက်ပန်းသီးလေးများကချိုမျှနေပြီးစားသူဤရင်ကို အေးစေသည်မန်ထက်ကရှောက်ပန်းသီးကိုဝယ်ပြီးရှေ့ကိုဆက်သွားကြသည်ပွဲစည်းကိုဖြတ်ပြီးလမ်းလျှောက်လာရင်ပခန်းဥမင်းကျော်ဤအလယ်နန်းသို့ရောက်လာကြ၏ပခန်းမြို့ကို အပိုင်စားရသောပခန်းဥမင်းကျော်နှက်ကို ကိုကြီးကျော်နှက်ဟုလည်းလူသိများကြသည် နန်းနန်းထဲတွင်လူတွေကြိတ်ကြိတ်တိုးနေလေသည် မာယာကငါအခုလိုပွဲမျိုး မရောက်ဘူးဘူးဟုတ်လား ဆိုပြီးသူမဘေးတွင်ကပ်ပါလာသောမှန်ထက်ကအံ့ဩတဲ့လေတန်လေးဖြင့်မေးလိုက်သည်တေဇကဝင်ပြီးရှင်းပြနေသည်ဒါကအလယ်နန်းလေပခန့်မြို့ကို အပိုင်စားရတဲ့ပခန့်ဦးမင်းကျော်ရဲ့နှံ့နှံ်ကိုကြီးကျော်နဲ့လို့လဲလူသိများတယ်လေဒါကြောင့်ကိုကြီးကျော်အကြိုက်ကြက်ကျော်တို့ရမကာတို့နဲ့ဆက်တရတယ်။အော်ဆိုပြီးအားလုံးကကောင်းငိတ်နေကြသည်။နတ်ဝင်တဲ့များကနတ်နန်းထဲတွင် နတ်ဒိုးတန်မြိုင်မြိုင်ဖြင့်ကခုံရင်နတ်ပွဲလာသူတို့ကိုကြီးပွားတိုးတက်စေကြောင်းတိုင်တဲပါသကြသည်သူတို့သည် အလယ်နန်းတွင်ခဏလောက်ဝင်ပြီးအကြမှာကြောင်ရှာရွာကိုဖြတ်ကျော်ပြီးရွှေလွန်းရွာသို့ရောက်လာသည်ရွှေလွန်းရွာတွင်အောင်နန်းဟုခေါ်သည်ပုပ်ပားမေတော်ကြီးနတ်နန်းကိုရောက်လာကြလေ၏ဒါကတော့အောင်နန်းလို့ခေါ်တယ်ပုပ်ပားမေတော်ကြီးနတ်နန်းပေါ့ဆိုပြီးတေဇာကဆက်လက်ရှင်းပြနေသည် ုတ်ပွားမေတော်ကြီးနတ်နန်းလာမာယာကမေးလိုက်တော့တေဇကဆက်ပြီးပုတ်ပွားမေတော်ကြီးကရတရဲ့ဇနီးတောင်ပြုံးမင်းညီနောင်တို့ရဲ့မေတော်လေးဖြစ်တယ်ပန်းတွေကိုသဘောကျတယ်ထင်တယ်နတ်နန်းရှိတွင် ပန်းတယ်များနတ်တင်သည့်တစ်သီးဝလံများ အုံပွဲငပြောပွဲများရောင်းချသည့်ဈေးတယ်တွေအစုံအလင်းနတ်နန်းထံမှဆိုင်းတန်နတ်တို့တန်တို့ကတော့တညံ့ညံ့နဲ့နတ်ဝင်တယ်များအား နှက်ချော့နေကြသည်ငါတို့အကြော်စားကြမလားဆိုပြီးဝေယံကပြောလိုက်တော့အားလုံးကလည်းဗိုက်စာနေကြသဖြင့်ဘဇွန်ကျော်ငါးကျော်တွေကိုဗန်းကြီးခင်းပြီးလူတွေကြိတ်ကြိတ်တူစီတန်းဝင်နေသည့်ဆိုင်သို့လမ်းကြည့်လိုက်သည် ထို့သို့ဖြင့်သူတို့အကြော်ဆိုင်ထဲဝင်လာကြသည်ချက်ချင်းပဲဝေယံကအားလုံးစားဖို့အကြော်တွေမှာလိုက်တော့သည်တေဇကအမှတ်မတင် မာယာနှင့်မျက်နှချင်းဆိုင်ထိုင်ကုန်တွင်ထိုင်လိုက်သည် ထို့အချိန်မှာတီဇနဲ့မျက်နှချင်းဆိုင်ဝိုင်းမှာအမတ်တမဲစွန်အားတွေးလိုက်ရတာကြောင့်တီဇဝမ်းသာသွားသည်စွန်ကအကျော်စားပြီးဝိုင်းကထလာဟန်းရှိသည်မူတီဇကိုမြင်သွားသည်တီဇပြုံးပြပြီးလက်ပြလိုက်သည့်အခါမှာစွန်ကတီဇဝိုင်းမှသူ့ဘေးကိုတစ်ချက်လှမ်းကြည့်ပြီးရေယုံသာ ရေပြသွားလေသည်ရေဒနာကူပွဲမှာစွန်ကို တွေးလိုက်ရတာကြောင့်လမ်းလျှောက်လာတော့ကမောနေသည့်အမောတွေကြောက်လွန့်သွားတော့သည်ဟုတီဇထင်သည် ဒေဇာနဲ့မျက်နှချင်းဆိုင်ထိုင်နေသောမင်းကလေးတစ်ယောက်ကြောင့်ဇွန်းစိတ်ထဲတမျိုးဖြစ်လို့သွားကဝမ်းနေသလိုဖြစ်သွားတော့သည်သက်သက်ကလေးနဲ့အမဲပြုံးချုံနေသောဒေဇာကချစ်သူတစ်ယောက်လောက်တော့ရှိမှာပဲဟု သူမထင်လိုက်၏ပိုက်ဆံသွားရှင်းနေသည့်သရဖီကိုဇွန်းဆိုင်ရှိကနေပဲစောင့်နေလိုက်တော့သည် သူတို့နှစ်ဦးဆိုင်ထဲမှထွက်လာပြီးသရဖီလမ်းလျှောက်ရတာမောနေပြီလားတမိုင်ခွဲလောက်လျှောက်ရတော့ เทอราพีကတ िश ူးဖြင့်ချွေးတုပ်ရင်ရပါတယ်။နေနဲ့ပဲပြန်ကြတာပေါ့။သူတို့နှစ်ဦးအောင်နှန်းလေးစိတ်တို့ ရောက်လာကြသည်။ငှက်တန်ပန်သမားတို့ကအလူအယက်ခရီးတဲဆွဲနေကြသေးသည်။သူတို့နှစ်ဦးအရင်ဦးဆုံးလေးကို စီးခဲ့ကြလေသည်။လေပေါ်တွင် သူတို့နှစ်ယောက်စကားမပြောမီပဲတိတ်ဆိတ်ငြိမ်သက်နေသည်မှာတစ်ဖက်လေးစိတ်ရောက်ပြီးကားပေါ်ရောက်ထိတိုင်ပင်ဇွန်စကားလည်းမပြောဘူး။နေမကောင်းလို့လား။ ဟုတ်ပါဘူး။စောတော့ကငါနဲ့ခင်နေဆိုတဲ့သူကို အကြော်ဆိုင်မှာတွေ့လိုက်ရတယ်။သရပီကကားလေးကိုဆက်နိုးပြီးမောင်းထွက်ပြီးလှုပ်စင်။ဟင်ဟုတ်လား။ငါလည်းမသိလိုက်ပါလား။နင်ကပတ်စံသွားရှင်းနေလို့။ဩအဲ့ဒီတော့မခွန်လိုက်ဘူးလား။ဆိုတော့ဇွန်တက်ပြင်းချကသူ့တငယ်ချင်းတွေနဲ့ဟာကောင်မလေးတယောက်ရောပါတယ်။အဲ့ဒီကောင်မလေးက तू နဲ့ဘလို့ပတ်သက်လဲမသိဘူး။ဟဲ့တော့ ဇွန်ကတော့လေကဲထားပါထားပါ ကောင်မလေးရှိချင်းရှိမှာပေါ့အဆောင်ကိုသာမောင်းသွားတော့တရဖီနင်လည်းပြင်းမနေပြီမို့လားတေဇလွားတို့ဝိုင်းထဲတွင်ဝေယံပါတီကိုဇွန်တတိမထားမိလိုက်ပြီဘာလို့လဲဆိုတော့မာယာနဲ့ဝေယံကသူမကိုကြောပေးပြီးထိုင်နေတာကြောင့်သူမမတွေ့လိုက်ရခြင်းဖြစ်သည်တေဇလွားသည်လည်းဇွန်ကို တွေ့လိုက်ရပြီးကြဲကငန်းလေးတို့အပြန်လန်းတွင်ရှင်လန်းနေတော့သည် အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အပိုင်း၃ကိုဒီမှာပဲရက်နာပြစီရှင်။နောက်လာမယ့်အပိုင်း၄ကိုလည်းဆက်လက်ဆောင်မျှော်နားဆင်ပေးကြပါအောင်ရှင်။နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေ၊ပညာပေး၊သုတရက်တာစောင်းမတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။